ကောင်းတော့ညပါအေးချမ်းပျော်ရွှင်ကြပါစေရှင်မနက်ဖြန်ကိုအားရင်ပြည့်စွာကြပြတ်နိုင်ဖို့ဒီညာလေးမှာစိတ်လေးအေးချမ်းစွာအနားယူနိုင်ကြပါစေရှင်ဒီညာလေးမှာ Peaceful Life Channel လေးအနေနဲ့ရှင်းနေပြခြင်းတဲ့ဂျောင်းရလေးကတော့ကျမတို့တွေရဲ့စိတ်ကို ပူလောင်စေတဲ့အကြောင်းအရာတွေဖြစ်စေဆက်ဆံရေးတွေဖြစ်စေကျမတို့ရဲ့နေရတွေမှာအတူရှိနေဖို့ထိုက်တန်ရလားဆိုတော့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကျမတို့တွေအားလုံးဟာအချိန်ကန့်သတ်ချက်တွေနဲ့ရှင်သန်နေကြရတာပါ။ဒါကြောင့်ကျမတို့တွေရှင်သန်ခွင့်ရနေခြင်းဟာကျမတို့အတွက် အလွန်တမိုးရှိပါတယ်။တမိုးရှိရဲ့ကျမတို့ရဲ့အချိန်တွေကို ကျမတို့အတွက်အကျိုးမဖြစ်ထွန်းစေတဲ့အရာတွေကျမတို့စိတ်ကို ပူလောင်စေတဲ့အရာတွေကျမတို့ကိုစိတ်လွန်ကြုံမှုမပေးတဲ့ဆက်ဆံရေးတွေအတွက်အတုံးပြုတ်နေတာတကယ်ပဲ ထိုက်တန်ရဲ့လားဇနီးခင်မကျမတို့အများစုဟာကိုယ်စီစူးစမ်းနေကြရပါတယ်ကုလန်းကိုဖောက်နေကြရပါတယ်ဒီလိုစူးစမ်းနေတဲ့အများစုထဲမှာကျမတို့လည်းပါဝင်သင့်ပါတယ်တကယ်လို့ကျမတို့တွေဟာဆိုရှယ်မီဒီယာက negative energy တွေကိုရှုနေမယ်သူတပားတွေကို ဝေဖန်မယ်အပြစ်တင်မယ်အတင်းပြင်းစကားတွေပြောနေမယ်ဆိုရင်တော့ ျမတို့တွေက ကျမတို့ရဲ့တမိုးရှိလာတဲ့အချိန်တွေကိုကျမတို့အတွက်အကျိုးမဖြစ်ထွန်းစေတဲ့နေရာမှာအသုံးပြုနေတာပါပဲ။နောက်တစ်ချက်ကကျမတို့တွေကကျမတို့ကိုဝေဖန်သူတွေအတင်းပြိုးသူတွေရဲ့လောက်ရတွေကို စိတ်ထဲမှာပိုက်ပြီးကျမတို့ရဲ့စိတ်ကို အပူလောင်ခန်းနေတာမလိုလားအပ်သူတွေရဲ့ဝေဖန်ခြင်းအတင်းအပြင်းစတဲ့အရင်မပါတဲ့အရာတွေကိုခံစားပြီးကျမတို့စိတ်ရဲ့အေးချမ်းမှုကို ဖြစ်စည်းခံနေရလောက်အောင်ထိုသူတွေကကျမတို့ရဲ့အချိန်ပေးပြီးစဉ်းစားရလောက်အောင်ထိုက်တန်တဲ့သူတွေဟုတ်ရဲ့လားကျမတို့တွေစိတ်လွန်ကြမှုမရတဲ့ဆက်ဆံရေးတွေကြောင့်စိတ်ပူလောင်နေရပြီဆိုရင်လည်းအသေးချာစဉ်းစားကြရအောင်နော်ကျမတို့တွေအခုလိုပူလောင်ရလောက်အောင်အထိဒီဆက်ဆံရေးကကျမတို့အတွက်တန်ရဲ့လားလို့အသေးချာစဉ်းစားကြစို့နော် ျမတို့တွေအားလုံးကချစ်ချင်းမြတ်တာနဲ့ထိုက်တန်နေစီအီးချင်းမှုတွေနဲ့ထိုက်တန်ပါတယ်။ဒါကြောင့်ကျမတို့ရှင်တန်ခွင့်ရနေချိန်မှာကျမတို့ရဲ့စိတ်ကိုပူလောင်စေဖို့အထိ မထိုက်တန်တဲ့အကျိုးမဲ့တဲ့အလုပ်တွေကျမတို့ထွက်တင်စဉ်းစားဆရာမလို့တဲ့ကျမတို့ကိုဝေဖန်အပြစ်တင်သူတွေစိတ်လွန်ကြုံမှုမပေးတဲ့ဆက်ဆံရေးတွေစသဖြင့်ကြုံလာရပြီဆိုရင်ကျမတို့အရင်ဆုံးတတိယအသင်းနဲ့အရာကဒီရာတွေဟာ ကျမတို့စိတ်ပူလောင်မှုကိုဖြစ်စေဖို့ထိုက်တန်တဲ့အရာတွေဟုတ်ရဲ့လားဆိုတာပါပဲကျမတို့တွေအားလုံးတမိုးရှိလာတဲ့ကျမတို့ရဲ့အချိန်တွေကိုကျမတို့အတွက်အချိန်ပေးဖို့မထိုက်တန်တဲ့အကြောင်းအရာတွေဆက်ဆံရေးတွေဝေဖန်အပြစ်တင်တွေအတွက်အတုံးမပြုတ်ပဲမိမိကိုမိမိအာယုံအပြည့်ဆိုင်ပြီးတရထက်တရပေါ်ပြီးအေးချမ်းပျော်ရွှင်တဲ့ဘဝမျိုးပိုင်ဆိုင်ဖို့ကျမတို့ရဲ့ဘဝကို ကိုယ်တိုင်ပုံပေါ်ကြဆိုနော်